အလုံးမေးမင်္ဂလာပါရှင်။အခါရီအော်ဒီယိုဘွတ်ချန်နယ်ကကြိုဆိုလိုက်ပါတယ်။စီးရဲအဟာရရရရှိဖို့ဆက်ဖက်ဖို့အချိန်များကြတဲ့သူတွေအတွက်အော်ဒီယိုဘွတ်လေးတွေနားထောင်ရင်စိတ်ပန်းဖြေကြရအောင်။အပတ်စဉ်လက်လန်းမိသည်မြန်မာစာအုပ်လေးတွေဖတ်ပြတော်မှာမို့အလုံးမေးနားဆင်ပြကြပါအောင်ရှင်။စိတ်ချင်းလေးရှင်လန်းပြီးအကြည်တက်စိတ်ခွန်အားတွေရနိုင်ကြပါစေ။အလုံးမေးမင်္ဂလာပါရှင်။ အခုဖပြပေးမယ့်စောင်းလေးကတော့ဆက်ရေးဆရာညီညီနိုင်ဘာသာပြန်ရေးဖွင့်ထားတယ်။အဖိုးတန်တဲ့လူ၊ဖိုးတန်တဲ့ဘဝစောင်းလေးပဲဖြစ်ပါတယ်။အခန်းကိုစနစ်အတူအနှစ်နဲ့အကဖျားသခင်ကလူကို သူ့ပုံစံအတိုင်းဖန်ဆင်းခဲ့ပါတယ်။ဒါကြောင့်လူတယောက်အနေဖြင့်သူ့ကိုလှုပ်ခွင့်ပေးလိုက်ပါ။ရှေ့စပီးယားအဲ့ဒါဘာတူလဲ။ဘယင်နဲ့လား သူဘသူပါလိမ့်ဘာကြောင့်ဆိုဘာတဲမီမှာတွေ့ခဲ့တဲ့လူဟာအဲ့ဒီလူထက်ဘယင်နဲ့ပိုတူနေကြလို့ပဲပီတာပင်တာအစ်မီတွေကို apps တောင်းနှံမော်သွားပြီးတင်ထားပေမဲ့လေပီကမီဟာပီကမီပါပဲပီရမစ်တွေဟာ တောင်ကြားခြိုက်ဝန်းနေမှာထိတ်ချထားတဲ့တိုင်အောင်ပီရမစ်ဟာပီရမစ်ပါပဲရှင် ဂျိမ်းတေလာရဲ့ဖော်ပြချက်အရရတနသမားရဲ့တိုင်းတာချက်များကိုသိရပါတယ်။ငကူရှိရင်ဆွဲတံမိုးတွေမှာအလေးချိန်စီးအောင်ပစ္စည်းတွေထည့်ချိန်တာနဲ့နိုင်ပါတယ်။ဥပမာဆိုရရင် နောက်တစ်ချိန်တော့သူ့ကို အလက်ဆန်းနာဘီရင်ကြီးရဲ့တန်ချက်ကဝစ်စုံတွေဝစ်ဆင်ပြီးထည့်ချိန်လိုက်ပါတယ်။ခြေဆုံးကောင်းဆုံးတန်ချက်ကဝစ်စုံကြီးဝတ်ထားတဲ့ကြားကပဲ သူရဲကောင်းဟာဝိစုံကြီးကိုခွာချပြီးဖောက်ထွက်လာတာကလားကို့မှာရှိတဲ့အရေးအချင်းထက်ပိုတွက်ပြီးကိုကိုကိုအထင်ကြီးမှုဟာရံများသလိုရှက်စရာလည်းကောင်းပါတယ်စင်စစ်တော့မှန်တယ်လို့ထင်ပေမဲ့မမှန်တဲ့အတွက်လောကကြီးဟာတမူဟုတ်ချင်းတိသွားရကခြုံချအထင်သေးတာခံရစမြဲပါ ကျုံမျက်နာကို အရှိအတိုင်းပဲဆွဲပါ မဟုတ်ရင်တော့ပကြီးဆွဲကမပေးဘူးလို့ပြောခဲ့သူကဘိုကျုပ်ကြီး အော်လီဗာဂရန်ဝဲပါပဲပကြီးဆရာက ပုံသူဆွဲရမှာသူမျက်နာပေါ်ကကျန်းထော်နေတဲ့အဖို့အထစ်တွေကို မထည့်ပဲချောနေအောင်ရေးထားလို့ဖြစ်ပါတယ်အလौကျင်းသမားဘွားကတက်လာတဲ့ watch wolf ဟာသူ့လက်ရာကို အကောင်းဆုံးဖြစ်အောင် စိတ်တိုင်းမကြမချင်းလုပ်တတ်ပါလေသူ့ဘာသာသူလုပ်ပြီးအကြိုက်မတွေ့ရင်ကြွေထဲကိုရိုက်ခွဲလွှင့်ပြတော့တာပါပဲတာဂျီစီယာဝက်ဝူဖြစ်လက်ရမဟုတ်ဘူးကွအညံစားမကြိုက်ကောင်းစားမှလုပ်တတ်တဲ့သူစိတ်တဲ့ကြောင့်သူကြွေတဲ့တွေဟာကဘာပေါ်မှာထင်ရှားကြော်ကြလူကြိုက်များခဲ့ရတာပဲဖြစ်ပါတယ် ။ပညာကိုသာ အလေးထားတဲ့ဘော့စတွန်မြို့ကိုလူသစ်တယောက်ရောက်လာရင်အ धिक ထားပြီးမိတက်တဲ့မိကွန်းကတော့ဒီလူဘလောက်ပညာတတ်တယ်လဲဆိုတာပါပဲ။ဘုံအဆင့်အတန်းကိုဦးစားပေးတဲ့ဖီလာဒယ်ဖီးယားမှာဆိုရင်သူ့အဖေကဘသူလဲလို့မင်းနေကြ။ဝေကိုတံမိုးထားတဲ့နယူးယောက်ကို ရောက်လာသူတိုင်းကိုတော့သူဘလောက်ချမ်းသာတယ်လဲလို့စုံစမ်းခံရမှာမလွယ်ပါလူတယောက်ကိုပညာငွေချေးဂုံဘုတ်တွေနဲ့အကဲဖြတ်တာဟာမမှန်နိုင်ပါဘူးအမှန်ကတော့သူ့ရဲ့အစ္စရာအတွင်းစိတ်ကိုသာအဓိကထားဆုံးဖြတ်ရမှာဖြစ်ပါတယ်ရှုပ်နေဖုံနေတဲ့နှစ်နေပြင်မဲ့ဗရမညာဟာဗရမညာပါပဲ လီမုန်တိုင်းတိုက်လိုက်လို့ကောင်းကင်ဘော်အထိလွင့်တက်သွားပြီမဲ့တဲဟာတဲပါပဲသို့တော်ဗရမယာမှန်ရင်နုနိယူထုံးစံမရှိပါဒီနေရာမှာဟိုရစ်ကလည်းလူတွေကိုသတိပေးထားပါတယ်ပြိုဝက်ထားတဲ့ဖိုးတန်ဆုံးယရနာတွေဟာတံပိုးမရှိတဲ့အရာတွေနဲ့တော့နည်းနည်းကွာခြားပါတယ် လူတယောက်ရဲ့ဂုံတရင်ဟာအရေးနဲ့တူပြီးတခါတလေနောက်ကလိုက်တယ်လို့တခါတလေရှေ့ကသွားတတ်ပါတယ်။တူတဲ့အခါလဲတူပြီးရှည်တဲ့အခါလဲရှည်တတ်ပါတယ်။လူရဲ့အချင်းစာရိတ်တာအပေါ်မူတည်ပြီးမိမိန်သွားတဲ့အခါလဲရှိပါတယ်။အချင်းစာရိတ်တာဆိုတာလူကိုယ်ထဲမှာရှိပြီးဂုံတရင်ဆိုတာကလူအပြင်မှာရှိတဲ့ အရာပါပဲဒါကိုပဲ အစ်စ်နဲ့အတူအနှစ်နဲ့အကာရဲ့ကွာခြားခြင်းလို့ဆိုနိုင်ပါတယ်ကောင်းမွန်တဲ့လူရဲ့အကျင့်စရိုက်ဟာတစ်ပင်တပင်ရဲ့ရေတောင်းမြင့်ပင်မသွေးကြောနဲ့တူပြီးဂုံတရင်ကတော့အကိုင်းအခက် အရွက်တွေဝေစာတာနဲ့မချားပါဘူးနှုတ်ဆက်ငြိမ်သက်ခြင်းဟာပညာဉာဏ်ရဲ့အမှတ်အသားလို့အစဉ်အမြဲမဆိုတာပါဘူး ိုရာယစ်ကသူ့အတွေ့အကြုံကို ခုလိုပြောပြခဲ့ပါတယ်။တခါကကျွန်တော်ညစာစာပွဲတစ်ခုကိုရောက်သွားပါတယ်။လူတယောက်နဲ့တဝိုင်းနဲ့ကြာရမှာဒီလူက ကျွန်တော်ပြောသမျှကိုအကြာကြီးနားထောင်ခဲ့ပြီးအကြာကြီးဘာမှပြင်မပြောဘဲခေါင်းတငိမ့်ငိမ့်သာလှုပ်နေပါတယ်။ကျွန်တော်ကတော့ဒီပုပ်ကိုဟာ သူ့မတူအောင်တော်တဲ့ပညာတတ်တယောက်ပဲလို့ ထင်သွားတာပေါ့။ဘာကြမလဲ။ညစာရီအပြီးမှအချို့ဝဲအနေနဲ့တန်းသီးဌာပနာမုံတွေလဲချလာရော။ဘာပြောကောင်းမလဲ။ဒါကျုပ်အကြိုက်လာချတာဆိုပြီးအင်ဂျင်မစင်နိုင်တော့ပဲအလူအရက်တွေ့တော့တာကလား။အုံးအချင်းနဲ့အမြင်ပါစင်အောင်လွဲရတာအဖြစ်ပါကလား။ အမေရိကန်စာရေးဆရာတစ်ယောက်ရဲ့အမြင်ပါဒီခေတ်ကြီးဟာဟန်ဆောင်သူတွေရဲ့ခေတ်ကြီးပါပဲအတုအယောင်သမားကဟန်ဆောင်လောကရဲ့အဓိပတိမျိုးစားကြီးပဲပေါ့အမလေးလေးကျွန်တော်တို့မှာစံပြပုံကူအတုတွေသူရဲကောင်းအတုတွေနိုင်ငံရေးသမားအတုတွေပညာရှင်အတုတွေကျောင်းဆရာအတုတွေပေါ်လှကြီးကလား ခေါင်းပွားရုပ်တုတစ်ခုရဲ့အပေါ်ယံကြောကတော့အရေးအသွေးအကောင်းဆုံး Paris ကြောက်တွေနဲ့လှုပ်ထားတာပါဒါပေမဲ့အတွင်းပိုင်းမှာတော့အဝိစုတ်တွေ အမိုက်တွေနဲ့ပြည့်ခဲနေတာကလားလူတွေမှလည်းတီလတမာဒီအပြည့်နဲ့သူတော်ကောင်းရုပ်ဖန်းပြီးအတွင်းမှာကညစ်ပက်ရုပ်ကန်းတွေနဲ့ပုတ်တိုးနေတဲ့ကြီးအသည်လိုလူတွေမနှဲပါဘူး ရှေ့ကခရီးယန်ဘုန်းတော်ကြီးတွေက convince မိန်းကလေးကျောင်းတွေရဲ့တကားပေါင်မှာမေတော်မာရီရဲ့ရုပ်ကိုပကြီးရေးထားပြီးအတွင်းဘက်မှာတော့ Venus နတ်သမီးရဲ့ပုံကိုရေးထားတဲ့အတိုင်းပါပဲဒေါက်တာဟောကလည်းဓမ္မတေးတွေကိုဥလိုက်သေးလိုက်ဆိုတတ်တဲ့စကော့အမျိုးသားကြီးတယောက်အကြောင်းပြောဘူးပါတယ် ူဆိုတဲ့တခြင်းကတော့နှလုံးသားမှာဒရာစေတနာပြည့်ဝသူတွေဟာအကြီးမားဆုံးလက်ဆောင်ရကြပါတယ်တဲ့အလှပေးတထေးဖြစ်လို့ဆိုတာတော့ဆိုတာပေါ့ဒါပေမဲ့အဲ့ဒီအဆိုတော်ကြီးကိုယ်တိုင်ရဲ့အိတ်ထဲမှာတော့အလှငွေထည့်ဖို့တပြားမှမပါတတ်ပါဘူးတဲ့လူငယ်တယောက်အဖို့အတုအယောင်တွေနဲ့ ပုံတူကူးမှုတွေရဲ့ဖျားယောင်းလှည့်စားတာဘလောက်တောင်ခံရပါသလဲ။တကြီကားအစ်စ်နဲ့ပုံတူကူးထားတဲ့အတုရင်တွေကအတွင်းနဲ့ခန်းစားချက်အတူမိတ်ဆွေအစ်စ်နဲ့ဟန်ဆောင်မိတ်ဆွေပေါ်ယံဂါရဝနဲ့တကယ်ယူတည်ကိုင်းဆိုင်မှုအကျင့်တီလာတကယ်ရှိသူနဲ့လူကြီးလူကောင်းအယောင်ဆောင်သူဒါတွေကိုရုတ်တရက်တော့ ခွဲခြားဖို့မလွယ်တာအမှန်ပါပဲ။ဒါပေမဲ့ဂျူနဲ့ဂျေတွေကို အလွယ်တကူခွဲခြားနိုင်ပါတယ်။အယောင်တွေ တောက်ပနေတာချင်းအတူတူစေတရာတွေကမိတ်တုံမိတ်တုံမလင်းတလက်လင်းတလက်ဖြစ်နေပါတယ်။အတူအယောင်ဆိုတာကြာရှည်မခံပါဘူး။ဒေါက်တာလီဗင်းစတုန်းဟာ အာဖတီကဒေါ်နတ်တွေဖြတ်သွားရကမှန်ကို တခါမှမမြင်ဘူးတဲ့လူမျိုးစုတစုနဲ့စုံခဲ့ရပါတယ်အဲ့ဒီလူတွေကသူတို့မျက်နာကိုမှန်တယ်ကြည့်ပြီးဟာကျုံမျက်နာကအယုတ်ဆိုးလာကြည်လားဘလောက်တောင်ကြောက်စရာကောင်းတဲ့ရုပ်ကြီးပါလိမ့်ငါနှခေါင်းကြီးကပွားလိုက်တာနဲ့လမ်းဖြတ်ကြကုန်နေဆိုပဲတကယ်တော့ ကျွန်တော်တို့ကိုယ်တိုင်လည်းအမှန်တရားဆိုတဲ့ကြီးမုံမြင်မှာနှလုံးသားရဲ့ပုံရိပ်ကိုပထမဆုံးမြင်ရတဲ့အခါမှာလည်းအံ့အားတင့်သွားကြရတာမဟုတ်ပါလားမိမိအာနေချက်ကိုဖုံးကွယ်ထားတာထက်ပဂရီအရှိအတိုင်းလှစ်ပြတာက ပိုပြီးအစွမ်းထက်မြက်ပါတယ်ကိုကျင့်တရားမကောင်းတဲ့လူတွေလည်းမကြာခဏဆိုသလိုနမေကောင်းရတတ်ကြပါတယ် ်းထဲမှာအလှဆုံးဖြစ်တဲ့ဖလော်ရီဒါနှင်းစီတွေဟာ မမွေးပါဘူး။ငှက်ထဲမှာအလှဆုံးဆိုတဲ့ကောင်းကင်ဘုံကငှက်တွေဟာလည်းတေးမဆူတတ်ပါဘူး။ဂရိနိုင်ငံကတစ်မာပင်ဖြစ်တဲ့ထီရှူးပင်တွေဆိုလဲအတိမတိကြပါဘူး။ရုပ်အစင်းကမင်းသားလိုလှပြီးအတွင်းစိတ်ကဘလူးလိုရက်ဆက်ရုပ်မာသူတွေရှိသလို့ ဘလူးလောက်အယုတ်ဆိုးပေမဲ့မင်းသားလေးလိုစိတ်လှသူတွေလည်းရှိပါတယ်။တချို့ကလည်းဘလူးလိုအယုတ်ဆိုးသလောက်ဘလူးလိုပဲရုပ်မှရက်ဆက်ကြပါတယ်။မင်းသားလေးလိုလှပြီးစိတ်ထားလဲမင်းသားလေးလိုကောင်းမွန်လှပသူကတော့ရှားပါတယ်။အမေရိကန်ပြည်တွင်းစစ်ကာလတောင်ပိုင်းကအချင်းထောင်တွေထဲမှာအချင်းသားတွေက မိသားစုတွေစီစာရေးကြရမှာ စာတကြောင်နဲ့တကြောင်ကြားမှာတီထွင်ထားတဲ့လျှို့ဝှက်မြင်နဲ့ရေးတတ်ကြပါတယ်အာနာပိုင်တွေကဖက်လိုက်ရင်မာချောင်းတာချောင်းဆူတောင်းနာတွေဖြစ်ပေမဲ့သူ့အိမ်သားတွေကမီးနဲ့အပူပေးလိုက်ရင်တကယ်အတွင်စကားတွေရေးထားတာပေါ်လာပါတော့တယ်ဒီအတိုင်းမှာပဲအတုအယောင်တွေကို ပေါ်ရန်ဟန်ပြဖုံးဖိထားပေမဲ့အချိန်တန်တော့လဲ အတွင်သရုပ်တွေပေါ်သွားကြတာပဲပေါ့ဆေးခါကြီးကိုတကြားအုပ်ထားတဲ့ဆေးလုံးတွေနဲ့တူပါတယ်ထင်ရှားတဲ့တာရကတစ်ခုအနေနဲ့တီကွန်ဒီရိုကာကွီဘက်ဆာရာဒိုကာတို့မှာအာနိုဟာတူတူရဲကောင်းဆန်ဆန်စွန့်စားပုံတွေကိုအများဖတ်ဖို့စာရီရေးခဲ့ပါတယ်ဖီလာဒီဖေးယားမှာလဲသူဟာ တိုင်းပြည်အတွက်အသက်ပေးမယ်လို့တောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမြို့တွေနယ်တွေက သူပေးတဲ့စာတွေကြားမှာညှက်ရေးထားတဲ့ဝက်စာတွေရှိတာမသိခဲ့ကြပါဘူး။ West Point စစ်တပ်ကတို့ကဒီလူဝက်စာတွေကိုအတိတ်ပဲဖော်လိုက်တော့မှသူဟာနိုင်ငံကိုဗြိတိရှားလက်ထဲရောင်းစားဖို့မတမာညံနဲ့ ကြံထားတာဘွင်းဘွင်းကြီးပေါ်လာတော့တာကလားဖို့ထရမတောင်ဖို့မှန်းအချိန်မီတိလိုက်လို့တော်ပါသေးရဲ့ရှိနေဆိုတာအမှုတဲ့ဘက်ကလည်းမှန်ရမယ်တရားမျှတမှုလည်းရှိမယ်လို့ယုံကြည်မှသာတရားသူကြီးကို နားဝင်အောင်လျှောက်လဲနိုင်ပါတယ်မဟုတ်ရင်တော့တရားသူကြီးတွေလက်ခံအောင်လျှောက်လဲရေးမှာ ကဘာပေါ်မှာအခက်ဆုံးအလုပ်ပါပဲ ကိုတိုင်ကနှစ်နှစ်ကကတကယ်မယုံကြည်ဘူးဆိုရင်ဒါမှမဟုတ် တမင်ဖုံးကွယ်လှည့်စားတာဆိုရင်တစ်ချိန်မဟုတ်တစ်ချိန်တနည်းနည်းနဲ့အမှန်တရားပေါ်လာမှာမလွဲပါမျက်စိအကြည့်တစ်ချက်လှုပ်ခနဲထွက်သွားတဲ့အာမေတွေအမှန်မထင်ပြောလိုက်တဲ့စကားတစ်ခုမှအမှန်တရားပသွားတော့တာပါပဲလိန်နာညာရာကိုအများတကာတမက ကိုစားနဲ့ကပါ မကြိုက်ဘူးဆိုတဲ့သဘောပေါ့အီမာစင်ရဲ့စကားအရာတော့ဘဝရဲ့ပိုးတဲ့ကြီးမှာရှော်ရီရောရက်လို့မရပါဘူးဆွေတက်တဲ့ရှော်ရီဟာ ပိုးတဲ့ထဲမှာအထင်သာတွေ့နိုင်ပြီးမကြခင်ဆုတ်ပြဲသွားမှတည်ကြပါတယ်လို့နားလည်ထားရမှာပါပဲကျွန်တော်တို့ရဲ့တိတ်ခါကြောက်တဲ့အပြစ်အမှားတွေကိုရေရှည်ဖုံးပြထားလို့ မရပါဘူး။ကိုချင်းတရားနဲ့ပတ်သက်လို့နှလုံးသားကိုဝင်ဆန်းတက်တာမျိုးလဲကြုံရမှာပါပဲ။ကျွန်တော်တို့ရဲ့အမဲဆက်တစ်ဆက်အမာရွတ်တစ်ခုဟာ အားနည်းချက်ကိုပြသလိုတရားပါဖြစ်သွားနိုင်ပါတယ်။ချိန်ရက်လက်ချောင်းတွေက မိုက်မာမှုကိုတော်ယုံတန်ယုံနဲ့ခြေပြက်နိုင်စွမ်းမရှိတာလဲသတိချက်เสียပါ လူငယ်တယောက်ရဲ့ တိုးတက်အောင်မြင်မှုကိုသူ့အကျင့်စာရိတ္တနဲ့တိုင်ကြည့်ရမှာပါပဲ။သူဟာအလौတင်ကာလပဲဖြစ်ဖြစ်ကုစည်းရေးလေးပဲဖြစ်ဖြစ်လုပ်ငန်းကျွမ်းကျင်မှုနဲ့တာဝန်ကျေပွမှုတွေရှိနေပြီဆိုတဲ့အတိုင်းအောင် သူ့ရဲ့စီကံလိုက်နာမှုနဲ့အကျင့်စာရိတ္တတွေကောင်းဖို့လည်းအရေးကြီးပါသေးတယ်။ဒါတွေပြည့်စုံပြီဆိုရင်တော့ဂုံရှိန်မြင့်မားသွားသလို့ တသက်တာနောင်ရင်စိတ်အေးသွားရပါပြီ။ဒီကုံတရင်ဟာငွေကြီးချမ်းသာကြွားမှုထက် အစာပေါင်းများစွာသာပါတယ်။ကုညီမဲ့မိတ်ဆွေတွေဝိုင်းနေစေတယ်လို့ငွေအတွက်လဲမပူရတော့ပါဘူး။အခက်အခဲမရှိပျော်ရွှင်မှုတွေနဲ့သူ့ဘဝလမ်းဟာတာယာဖြောင့်ဖြူးသွားမှာတည်ကြနေပါပြီ။လူတယောက်အနေနဲ့ ဆုံးဖြတ်ချက်ချရခတ်တဲ့အခြေအနေမျိုးလဲကြုံရတတ်ပါတယ်။ဒီအနေအထားမှာသူတည်သည်မအချက်တွေကိုညှိနှိုင်းပြီးမြ мян ဆန်းဆန်းဆုံးဖြတ်ရမှာပဲဖြစ်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာလောလောဆယ်အကောင်းဆုံးလို့မှတ်ရမှာပါပဲ။ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေဟာလဲအဲ့ဒါလိုပဲအရေးပေါ်စဉ်းစားလိုက်ရတာတွေဒါဖြစ်ပါတယ်။ စ်ကြီးအတွင်းကဗိုလ်ချုပ်ကြီးဘတ်တလာနဲ့အတူအမှုတန်းခဲ့ရဲ့ဖန်ဒီမင်းကပြောပါတယ်။တည်ရင်ရှိရေးပြတနာတွေသူ့တဲတဲလာတင်ပြတယ်။သူကလိလာပြီးစဉ်စားဆုံးဖြတ်ပေးလိုက်တာပဲ။ဆုံးဖြတ်ချက်တွေကိုကောက်ကငင်ကတမဟုတ်ချင်းချနိုင်တဲ့သူ့စိတ်စွမ်းအားကလည်းအတော်လေးအံ့ဩသင့်စရာကောင်းပါတယ်။ဒါပေမဲ့ ီလိုဆုံးဖြတ်ပြီးတာနဲ့အဲ့ဒီကိစ္စကို သူ့ကောင်းတွေကထုတ်ပြလိုက်ပုံရတာပဲအနာရှင်တယောက်ရဲ့စစ်တပ်ကဖမ်းထားတဲ့တားနှစ်ယောက်အသက်ကိုကယ်ဖို့ကြိုးစားတဲ့ဖခင်တယောက်ဟာ ဆုံးဖြတ်ချက်မချနိုင်တာကြောင့်ခြေကွဲเสียရာအဖြစ်နဲ့တိုးခဲ့ရပါတယ်။တားနှစ်ယောက်ကိုအသက်ချမ်းသာပေးဖို့ငွေပေးပါမယ်။ဒီအပြင်သူ့အသက်လည်းပေးပါမယ်လို့ အာနာရှင်ကိုကန့်လန့်ပါတယ်။တစ်ဖက်ကသားတယောက်ကိုသာပြန်လှုပ်ပေးမယ်။ဘယ်သားကိုရွေးမလဲ။နာမည်ပေးပါလို့အကြောင်းပြန်လာတာကလား။ဖခင်ကြီးအနေဖြင့်သူ့အသက်အသေးခံတာတောင်းသားတယောက်ဆုံးရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့။သားနှစ်ယောက်စလုံးကိုချစ်တဲ့သူ့အဖို့နှစ်ယောက်ထဲကတယောက်ရွေးဖို့အခက်ကြုံနေရပါတော့တယ်။သူခမရအယူတစ်ပိုင်းဖြစ်ပြီး ဆုံးဖြတ်ချက်မချနိုင်။နောက်ဆုံးဖခင်ဟာတုံ့ပြန်ချက်ကိုလက်မခံလို့ယူဆပြီးတားနှစ်ယောက်စလုံးကုမြတ်ခံလာရတဲ့ဇလန်းပါ။ဝီလီယံဝုဒ်ကပြောဘူးပါတယ်။အလုံးနှလုံးမှာဘယ်အလုပ်ကိုအရင်လုပ်ရပါမလဲဆိုတာအမြဲတုံ့ဆိုင်တွေ့ဝေနေသူဟာဘာကိုမှပြင်းပြအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ဘူးတဲ့။ တန်ဋိဌံချထားတဲ့လူတယောက်ဟာမိ쇠တယောက်ကစန့်ကျင်ဘက်အကြံပြုလိုက်တာနဲ့သူ့မူလဆုံးဖြတ်ချက်ကိုပြန်ပြင်ဒါမှမဟုတ်ပြောင်းလဲဖြစ်တတ်ကြပါတယ်ဒီလိုအယူအဆတစ်ခုကနေအယူအဆတစ်ခုအမြင်တစ်ခုကနေအမြင်တစ်ခုအကြံတစ်ခုကနေအကြံတစ်ခုကိုအလွယ်တကူပြောင်းတတ်တဲ့လူဟာလေယူရာတိမ့်နဲ့ပေပြားပင်လေတိုက်ရာဘက်ညွန့်နဲ့လေချောင်းပြ မြားလေးနဲ့တူပါတယ်။သူဟာဘာတစ်ခုမှအောင်မြင်အောင်မလုပ်နိုင်သလိုကြီးကြီးကျယ်ကျယ်ဒါမှမဟုတ်ထီရောက်ထမျက်စွာလုပ်နိုင်မှလည်းမဟုတ်ပါဘူး။သူ့အဖို့ရှေ့မတိုးနောက်မဆုံနဲ့တုံနေမယ်။ရှည်ရင်ဆွဲအချီနေက ရုတ်သွားရုတ်သွားဖို့သာ ရှိပါတယ်။လုံလိုချင်တာကိုမရအရရယူရမှာ ထူးခြားတဲ့အရေးသွေးရှိသူကတော့ဂျူလီယက်စီဇာပါပဲလို့လူကင်ကဂုံတင်ချီကျူးခဲ့ပါတယ်။တကယ်တမ်းမှာလဲစီဇာဟာမျော်မြင်ဉာဏ်ကြီးမားသူတွေနဲ့ပထမဆုံးတိုင်ပင်နဲ့အထက်ထက်စဉ်းစားတယ်။နောက်အခိုင်အမာဆုံးဖြတ်တယ်။ဆုံးဖြတ်ချက်အတိုင်းတသွေမတိန်အကောင်ထဲပေါ်တယ်။အလွယ်တကူစိတ်ပြတ်တတ်တဲ့လူပြောလူညံမဟုတ်တလို့ တုံ့လှုပ်တာမျိုးလည်းမရှိပါဘူး။ဒါကြောင့်လဲသူဟာဗတ်စုံကအောင်မွေးခံခဲ့ရတာဖြစ်ပါတည်းတယ်။ရွေဝင်နေတဲ့စိတ်ကို ချက်ချင်းလက်ငင်းအင်တိုင်းအားတိုင်းလှုပ်ဆောင်တဲ့အလေးချင်းနဲ့ပုံသွင်းတာလောက်အထောက်အကူဖြစ်တာမရှိပါဘူး။လူတယောက်ဟာ သူ့ရည်ရွယ်ချက် သို့မဟုတ် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ပြုပြင်ဖို့ဘရောမစိတ်မပြောင်းသင့်ပါဘူး။ လှုပ်ရှားမှုတွေကိုအလျှော့အတင်းလှုပ်ဖို့အတွက်ဘာမဟုတ်တာလေးနဲ့တုံလှုပ်ဖို့လည်းမလိုပါဘူး။ဆုံးဖြတ်ချက်ဆိုတာယတိပြက်ဖြတ်ရတယ်လို့ပြန်ပြင်လို့မရတော့ဘူးဆိုတဲ့အမှန်နဲ့အစွမ်းကုန်အကောင့်ထဲပို့ရတော့မှာပါပဲ။ရည်ရွယ်ချက်ထားမြောက်ဖို့အချိန်မစွဲဘဲလှုပ်ဆောင်ရမှာလည်းဖြစ်ပါတယ်။မြန်ဆန်တွက်လက်တဲ့ဆုံးဖြတ်ချက်ချလိုက်နိုင်ပြီဆိုရင်ကျင်သာရသွားတဲ့အလျောက် ယုံကြည်တဲ့ဝင်မှုလဲပေါ်ထွန်းလာတယ်လို့လူလက်ပေါ်ပါတဲ့စိတ်လဲရလာမှာပါဒီဟာတွေတန်တရားတွေ ਨੇ တွေ့ဝေနေသူဟာဘယ်နေရာမှာဘလောက်ပဲအစွမ်းထက်ထက်ဘဝပြိုင်ပွဲမှာဘေးရောက်သွားမှာပါပဲဆုံးဖြတ်ချက်ရှိထားပြီးရဲရင်ပြက်သားတဲ့လူဘာလို့ချင်းတယ်လဲဘာလို့ရမလဲဆိုတဲ့လူကသူ့ကိုတိုက်ချပြီး ကြော်တက်သွားမှာမလွဲပါဘူးလူနောင်ကစုံဖြတ်ချက်ရှာဖို့နီလန်းတွေရှာပေးပါတယ်ဒါပေမဲ့ထောင်ပေါင်းများစွာသော လူတွေဟာ အချိန်ဆွဲနေကြတာမို့ဘဝအရှုံးနဲ့ရင်ဆိုင်ကြရတာပါ စီဝါရေးသမားအများစုဟာ ချက်ချင်းဆုံးဖြတ်ချက်ချနိုင်ကြရာကချမ်းသာပြီးရင် ချမ်းသာလာကြတာလဲ တွေ့ကြရပါမယ်။ဆုံးဖြတ်ချက်ပိုင်ပိုင်နိုင်နိုင်ချမှတ်တာကို အလေးအကျဉ်းလုပ်ဖို့ဟာ အရေးကြီးလှပါတယ်။ဒါဟာ ကိုယ်ကံကြမ္မာကို ကိုဖန်တီးဖို့ကြိုတင်ရရှိလိုက်တဲ့အခွင့်အရေးပါပဲ။မဆုံးဖြတ်ပဲနေလိုက်တာထက် ဆုံးဖြတ်ချက်မှားရင်တော့ပိုပြီးဒုက္ခရောက်တတ်ပါတယ်။ဒါပေမဲ့ဆုံးဖြတ်ချက်မချလို့ကလည်းမဖြစ်ပြန်ပါဘူး။ဒီတော့ ဆုံးဖြတ်ချက်မှန်အောင်ကြည်လင်တဲ့အုံနောက် မြင့်မားတဲ့အသိဉာဏ်ရင်းချက်တဲ့အတွေ့အကြုံတိကျခိုင်မာတဲ့အကြောင်းအချက်တွေအပေါ်မူတည်ပြီးရေရေတင်တင်စဉ်းစားဆုံးဖြတ်ရပါမယ်။အန်တီတန်စစ်ပွဲကြီးပြီးပြီးချင်းတမရကြီးကသူ့ဝင်ကြီးအဖွဲ့ကို ပြောလိုက်တာကတော့အချုပ်အခြေကလူမြောက်ခွင့်ပေးတဲ့မူဝါဒကို လူသိရှင်ကြားကြေညာဖို့အတွက် အချိန်အကြာကြီးနောက်ကျနေလို့မဖြစ်ဘူးဆိုတာပါပဲ။သူကဒီမူဝါဒကို အများပြည်သူတွေကလည်းထောက်ခံမဲ့သဘောရှိမယ်လို့တွေးထင်ခဲ့ပါတယ်။သူကလည်းဆုံးဖြတ်ချက်အတိုင်းတတဝေမတိန်လုံမယ်လို့ဖះကိုတိုင်တဲ့တစ္ဆာပြုထားပြီးသားပါ။သူတန်ဋိဌံအတိုင်းဘိုလ်ချုပ်လီးဟာပင်စီပင်နီယာကပြန်လာတာနဲ့ကျွန်းတွေကိုလොမြောက်ခွင့် ကြင်ညာလိုက်ပြီးဆိုတဲ့သတင်းကောင်းကြားရမယ်လို့ယုံကြည်ထားတာပါပဲလူတယောက်ဟာသူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်ယုံကြည်မှုမရှိတာလောက်ဖြက်စွမ်းအားကြီးတာမရှိပါဘူးဘာကြောင့်ဆို သူ့ရည်ရွယ်ချက်ထမြောက်အောင်လှုပ်ဆောင်ဖို့အာရော့ပြက်ကွက်ခဲ့တာမျိုးဖြစ်ပါတယ်လောကကြီးမှာစိတ်ပြက်စရာ အကောင်းဆုံးက သေးဖွဲလေးကအစလိုက်ပြီးပူပန်ကြောင်းကြတတ်တာဖြစ်တယ်။ဒီလူဟာကောင်းအဆိုးကို သူ့ကိုယ်ပိုင်တရားရုံးမှာအဆုံးဖြတ်ခံရတာပါပဲ။ဘီချာပြည်တော်ချတော်ဖြစ်နေတာဟာမိုင်းမိုက်ကန်ကန်မစင်းမစားလောက်တာထက် ပိုဆိုးပါတယ်။စူးစားပန်းစားပြစ်ချက်တွေဟာတခါတလေ ပြစ်မှတ်ကိုထိသွားနိုင်ပါသေးတယ်။တချမ်းမှ မပြစ်သူအနေဖြစ်တော့ပြစ်မှတ်ကိုဘရောမထိမှာမဟုတ်ပါဘူးဖဲတန်တေချာမလုံမဲဆိုပြီးလက်နှင်းနေရင်တော့ကြီးကျယ်တဲ့လုပ်ငန်းတွေကိုလုံနိုင်မှာမဟုတ်ပါဘူးဂျော့ချ်အီလီယာ